ဒီနေ့ဗီဒီယိုလေးမှာတော့ယောက်ျားဟော်မုန်းကိုတိုးစေနိုင်တဲ့စားစီးများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ယောက်ျားဟော်မုန်းကို testosterone လို့ခေါ်ပါတယ်။ယောက်ျားဟော်မုန်းမှာရှိတဲ့ testosterone ဟာပုံမှန်အတက်အတာဆိုရင်ယောက်ျားမှာ300ကနေ1000 nanogram per deciliter ဖြစ်ပါတယ်။မိမမှာတော့15ကနေ80 nanogram per deciliter ဖြစ်ပါတယ်။ ယောက်ျားမှာ testosterone ရှိတယ်လို့မိန်းမတွေမှာလည်း testosterone ရှိပါတယ်။အ ਨੇ အများကွာခြားတာတော့တခုပါပဲเนาะ။ယောက်ျားတွေမှာအ धिक အများပြတ်ထွက်တာကြောင့်ယောက်ျားဟော်မုန်းလို့လွယ်လွယ်ခေါ်လိုက်တာဖြစ်ပါတယ်။ယောက်ျားမှာအ धिक ထုတ်လုပ်နေတဲ့နေရာကတော့ယောက်ျားရဲ့ weight စီကထုတ်လုပ်ပါတယ်။မိန်းမကတော့မိန်းမရဲ့ဥအင်ကထုတ်လုပ်ပါတယ်။ Adrenal cortex ကလည်းထုတ်လုပ်ပါတယ်။ Adrenal cortex ကယောက်ျားမင်းမနှုတ်စလုံးကထုတ်လို့ပါတယ်။ Adrenal cortex ဟာကြောက်ကရဲ့အပေါ်မှာကပ်နေတဲ့အင်္ဂါစေအပိုင်းတစ်ခုဖြစ်ပါတယ်။အသက်အရွယ်ပေါ်မူတည်ပြီးတော့အသက်ကြီးလာတာနဲ့အများယောက်ျားဟော်မုန်းဟာတဖြည်းဖြည်းနဲ့ကျလာတတ်ပါတယ်။၂၀ရာခိုင်နှုန်းကနေ၄၀ရာခိုင်နှုန်းအထိကျလာပြီးတော့စိတ်ပညာအရာ hypogonadism လို့ခေါ်ပါတယ်။အဲ့ဒီအခြေအနေမှာစေဝါနဲ့အစာထိုးကုသဖို့ လိုအပ်တယ်လို့သတ်မှတ်ပါရယ်ယောက်ျားဟောမုန်းစီတောင်းစီလုံးဒါမှမဟုတ်ထိုးစီးတွေဟာလင်းစစ်ဆန်ခြင်းစိတ်ကိုနှိုးဆွပေးတယ်ကျွတ်သားတွေပူတိုးလာတယ်မှတ်ဉာဏ်ပိုကောင်းလာတယ်ပြီးတော့ဆန်အင်တွေလည်းပိုတိုးလာတယ်ဇီကွတ်မှာအကောင်းဆုံးလို့ဆိုနိုင်တဲ့တက်စတိုစတာရွန်စီးဝါတွေကတော့နံပါတ်၁ချက်မှာတော့တက်စတိုပရိုင်ပေါ့နော်အကောင်းဆုံးယောက်ျားဟော်မုန်းအာတိုစီးတစ်ခုဖြစ်ပါတယ်ယောက်ျားဟော်မုန်းဂျာနီတို့အားလုံးအတွက် အတင်းတော်ဆုံးစီဝါတစ်ခုဖြစ်ပါတယ်။ဒီမှတ်နေ့မှာ testo mix ကိုလေးချိန်ကြာချင်းတဲ့ယောက်ျားတွေအတွက်အထူးစီမံထုတ်လုပ်ထားတဲ့ယောက်ျားဟော်မုန်းစီဝါတစ်မျိုးဖြစ်ပါတယ်။နံပါတ်၃မှာ testogen ကျွတ်သားလူဖူးထစ်တန်မှာထွားကြိုက်လို့သူများအတွက်ယောက်ျားအားစေးတို့တစ်ခုဖြစ်ပါတယ်။နံပါတ်၄ primer ယောက်ျားအတော်များများမှာဖြစ်တတ်တဲ့ပန်းဒီပန်းမျိုး ယောဂါရှိသူတွေအတွက်ယောက်ျားအားသူစီကောင်းတစ်ခုဖြစ်ပါတယ်။နံပါတ်၅ Testosterone အသက်40ကျော်တဲ့ယောက်ျားတွေတောက်သုံးတဲ့စီဝါဖြစ်ပါတယ်။နံပါတ်၆မှာတော့ Testosterone ပေါ့နော်။ကိုခန္ဓာကျွတ်တက်လာပလူတို့များအတွက်ယောက်ျားဟော်မုန်းအတူစီတစ်ခုဖြစ်ပါတယ်။အဲ့ဒီထဲမှာအကောင်းဆုံးလို့ဆိုနိုင်တဲ့ Testosterone အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ Testosterone Testo Price ဆိုတဲ့ဆေးဟာယောက်ျားဟော်မုန်းဆေးတွေမှာတော့အကောင်းဆုံးဆေးလို့ပြောနိုင်ပါတယ်။သိပ်ပန်နီလန်းချက်ကြဖော်ဆက်ထားတဲ့အတွက်ဈေးကွက်ထဲမှာလည်းနာမည်ကောင်းတဲ့ကျန်နေတဲ့အကောင်ဆုံးဆေးတစ်မျိုးဖြစ်ပါတယ်။ Testo Staron ကျန်နေတဲ့လူတွေအတွက်ဖြစ်ပေါ်လာတဲ့ယောဂလက္ခဏာတွေကိုပဲဖြစ်ဖြစ်ခံစားရတဲ့ဝေဒနာတွေကိုပဲဖြစ်ဖြစ်ပျော့ကင်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ Testo Staron ဟာဆွမ်းအားမြင့်တဲ့ဆေးဖြစ်တယ်လို့ ကောင်းတဲ့ရလတ်တွေလည်းအများကြီးရထားတဲ့အစီဖြစ်ပါတယ်။ testosterone ဟာတင်အတွက်ပါလို့ပြီးတယ်လေ။ကျွတ်သားတွေကိုတူအောင်လုပ်ပေးသလိုခွန်အားကိုလည်းတူအောင်လုပ်ပေးနိုင်ပါတယ်။လေချင်းခန်းကိုလည်းပုံမှန်လုပ်ရင်ချက်တာဖို့ချစ်တွေတိတိတသာသူတက်လာတာကိုတွေ့ရပါတယ် testosterone ရဲ့ formula အထဲမှာ D aspartic acid ပါဝင်တဲ့အဲဒီ acid က luteinizing hormone ကိုလည်းထွက်စီတဲ့ အဲ့ဒီဟော်မုန်းကအတွင်ပြောင်းပြီးတော့တက်စတိုစတာရောကိုတူပြီးထွက်စေတယ်။ဒါကြောင့်ကြွက်သားတွေပိုကြီးလာတယ်၊ခွန်အားတွေလည်းပိုတိုးလာတယ်။တက်စတိုပရိုက်ဟာရုပ်ပိုက်ဆိုင်ရာဆွမ်းအားစိတ်ပိုက်ဆိုင်ရာဆွမ်းအားတွေကိုလည်းတူတက်လာစေတယ်။ပြီးတော့တက်စတိုပရိုက်ဟာကိုခန္ဓာရဲ့အဆီတွေကိုရှော့ချနိုင်ပါတယ်။ဆွမ်းအားတွေကိုလည်းတူတက်ကောင်းစေတယ်လို့တက်လုံကိုလည်းကောင်းစေပါတယ်။ပြီးရင်ကစိတ်ကိုလည်းလူကြတဲ့အတွက်စေပါတယ်ကိုရင်းလုံးဝစင် ိုလည်းလုံနိုင်စကိုတိုးလာပါတယ်။ testosterone တောက်ရမယ့်အစီအလုံးကတော့ဒီနေ့ကိုလီးတောင်းတောက်ရပါမယ်။နာနဲ့ပိုက်မှာတောက်ရပူကောင်းပါတယ် testosterone ဟာအခြားဆီးတွေထက်ပူကောင်းပါတယ်။အကြောင်းကတော့ testosterone ကယောက်ျားဟော်မုန်းကြရတဲ့အကြောင်းရင်း low d ကိုဖယ်ရှားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပြီးတော့ testosterone ကိုကိုထွက်အောင်အထောက်အပံ့ဖြစ်စေတဲ့ယောက်ျားဟော်မုန်းကနည်းရင်လည်းမကောင်းပါဘူးเนาะဒါဆိုရင် ယောက်ျားဟော်မုန်းညာသွားရင်လည်းကောင်းသလားဆိုရင်တော့ဒါလည်းမကောင်းပါဘူးယောက်ျားဟော်မုန်းဖြစ်တဲ့ testosterone ဟော်မုန်းစည်းကိုပဲတောက်တောက်ထိုးစည်းကိုပဲထိုးထိုးမြားသွားရင်ဖြစ်တတ်တဲ့ testosterone ရဲ့ပြည့်ထွက်စိုးကျိုးတွေလည်းရှိပါတယ်။အဲ့ဒါကတော့နံပါတ်1မှာ spin ကျွနိုင်တယ်။ပြီးရင်ယောက်ျားတွေရဲ့ရင်သားတွေကိုကြီးလာနိုင်တယ်။နံပါတ်3မှာ wet chan ထွက်လာတယ်။နံပါတ် ယောက်ျားတွေရဲ့ဝိစီတွေကျုံသွားတယ်နံပါတ်5စီးချိတ်တွေကြီးလာတယ်စီးသွားရတာခက်ခဲလာတယ်စီးသွားချိန်ကြာလာပါတယ်နံပါတ်6ပင်စစ်ဆန်ခြင်းစိတ်တွေပျော်သွားတတ်တယ်နံပါတ်9စိတ်ဒူလာတယ်အကြောင်းကြီးငယ်မရှိဘဲနဲ့စန့်ကျင်တိုက်ခိုက်ခြင်းစိတ်များလာပါတယ်နံပါတ်10မှာတော့သာသမီရဖို့ခက်ခဲလာတတ်ပါတယ်ယောက်ျားဟော်မုန်းစီးတွေကို တောက်တဲ့လူတိုင်းဘီးထွက်ဆိုးကျိုးတွေအားလုံးဖြစ်လာမယ်လို့တော့မဆိုလိုပါဘူး။အချို့တွေကဘလို့ဘီးထွက်ဆိုးကျိုးတွေဖြစ်လာတတ်တယ်ဒီလိုဆေးတွေပြီးတဲ့အခါဖြစ်လာတတ်တဲ့ဘီးထွက်ဆိုးကျိုးတွေကိုဆူဆီးပြီးတော့ပေါ်ပြလိုက်ခြင်းဖြစ်တာဖြစ်ပါတယ်။အဲ့ဒီလိုဘီးထွက်ဆိုးကျိုးတွေမဖြစ်တော့ဘလို့တားဆီးနိုင်မလဲပေါ့နော်။ ယောက်ျားဟော်မုန်းနဲ့မနေစမ်းတကြည့်ပါ။နေရင်ဆယ်ဝင်တဲ့လွန်ကြားချက်အတိုင်းတိတိကျကျလိုက်နိုင်ရင်မိထွက်ဆိုးကျိုးတွေကိုမလျော့အနေအောင်ရှော့ချနိုင်ပါတယ်။ပြီးတော့ယောက်ျားဟော်မုန်းဆေးတွေကိုဘလူးလိုနာကိုပေးတယ်လေပေါ့နော်။ယောက်ျားတွေဟာသဘာဝကူကယောက်ျားဟော်မုန်းအတွင်းနေတဲ့လိုနာတွေကိုပေးပါတယ်။အဲ့ဒီလိုအခြေအနေကို hypogonadism လို့ခေါ်ပါတယ်။ တက်စတိုစတာရောဟော်မုန်ကယောက်ျားတွေအတွက်လိင်ငါကြီးထွားဖွံ့ဖြိုးမှုအတွက်အထူးအရေးကြီးတဲ့ဟော်မုန်ဖြစ်ပါတယ်။လိင်ပိုင်ဆိုင်ရာအကြောင်းကိစ္စတွေကိုရည်ရှိထိန်းသိမ်းထားဖို့အတွက်လည်းအလွန်အရေးကြီးပါတယ်။တက်စတိုစတာရောဆေးကိုအမျိုးသမီးတွေကိုပေးလို့မရှိပါဘူးနော်။တောက်ရောက်မဲ့ဆေးနှွန်းကိုသွေးထဲမှာရှိတဲ့ testosterone level ကိုချပြီးတော့ဆေးဝင်ကဆုံးဖြစ်ပါတယ်။ ဆယ်ဝန်နဲ့နွန်ကြားချက်အတိုင်းစီးရဲ့ပြီးထွက်ဆိုးကျိုးတွေကိုညှော့နှင်းစေနိုင်ပါတယ်။ယောက်ျားတယောက်ဟာ အသက်40ရောက်လာတဲ့အခါမှာယောက်ျားဟော်မုန်းဖြစ်တဲ့ testosterone ဟာတနစ်ကိုတိရခိုင်နှုန်းပုံမှန်ချသွားလေးရှိတယ်လို့အကြံပြင်းမှတ်ယူနိုင်ပါတယ်။ testosterone ဟော်မုန်းတက်အောင်လုပ်နိုင်တဲ့နေလန်များစွာရှိပါတယ်။အကောင်းဆုံးနေလန်တွေကတော့တဘာဝနေလန်အတိုင်းယောက်ျားဟော်မုန်းကိုထွက်အောင်လုပ်ပါတယ်။ အဲ့ဒီနီလန်းတွေကတော့နံပါတ်3မှာယောက်ျားဟော်မုန်းကိုတိုးစေနိုင်တဲ့အစာအစာတွေထဲမှာဗီတာမင် D, မဂနီဆီယမ်ပြီးတော့ဇင်းနဲ့အိုမီဂါ3ဖက်တီအက်ဆစ်တို့အဓိကပါဝင်ဖို့လိုပါတယ်။အဲ့ဒါတွေပါဝင်တဲ့အစာအစာတွေကတော့နံပါတ်3ချန်မှာတော့အစီများတဲ့ငါဆာမွန်ငါပေါ့။စားဖို့လိုပါတယ်။နံပါတ်2မှာအစိမ်းရောင်ယင်တီဟင်းရွက်များထောပတ်တီချက်ဥဘယ်ရီတီများ คุณมาได้งามิวมิวบ่เนาะคุณมาได้งามิวเมียอะนิวยองยินช็อกโกแลตพี่รอยินตันลุนซีจัตตุนนี่ดะอเปียนลิจินคันนี่สินปองมาลงบ่อะไรฤดาတော့ตบาวะซีตบาวะฮอร์โมนโดซีဖြစ်ပါတယ်ပြီးတော့ညဖြစ်มาไอ้เชิงหลုံหลုံละละไอ้เสอนาอยู่ပါစိတ်ဖြစ်ซีมูကိုย่อฉะပါကိုယ်လေးเชิงကိုပုံမှန်အထိရှော့ฉะပါ မူရစီဝရီကိုလည်းရှောင်းပါမူရစီဝရီထဲမှာစီးလိမ့်နဲ့အရက်လဲပါပါတယ်နော်အဲ့ဒီမတောက်ပဲနေရင်တော့အကောင်းဆုံးပေါ့နော်ပြီးရင်တောက်နေရင်လဲဖြစ်ပါတဘာဝလေးလမ်းအတိုင်းတက်စတိုစတာရွန်ဒူတက်အောင်လုံနိုင်တလောက်လုံပါဒါမှမဟုတ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းစီဝရီကိုတုံးလိုက်ပါတယ်ဆိုတော့အကြောင်းများကိုဒီလိုတင်ဆက်သွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်